ကျမရဲ့ healthy lifestyle ရဲ့ပြည်သက်ကြီးကိုပြောပြခြင်းတဲ့တင်ရတော့စင်ကူးမျိုးနဲ့လက်ပံလာရွာကိုစစ်တပ်ကဒီကနေ့31ရက်3လ2025ညနေပိုင်းမှာ လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုရွာထဲမှာမိလောင်နေပြီးတော့ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့အကြောင်းပဲဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးစင်ကူးမျိုးနဲ့လက်ပံလာရွာကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့31ရက်3လ 2025ညနေပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခတ်ခြင်းကြောင့်ရွာထဲမှာမီးလောင်နေပြီးတော့ရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။မိုက်လ31ရက်နေ့ညနေ6နာရီဝန်းကျင်မှာစင်ကူးမြို့နယ်လက်ပံလာရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခတ်မှုကြောင့်ကျေးရွာအတွင်းမှာမီးလောင်နေပြီးတော့ပြည်သူတွေကလည်းရွာလုံးကျွတ်ထွက်ပြေးနေရပြီးပြည်သူတွေထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ လက်ပံလာကိုလင်းရင်နဲ့ပုံကျဲချသွားတယ်။6နာရီဝန်းကျင်လောက်ကရွာထဲမှာမီးရေလဲလောင်နေရဲ့။လူအထိခိုက်တော့မသိရသေးဘူး။ပြည်သူတွေကငလင်ဘေးနဲ့စိတ်ဆင်းရဲနေချိန်မှာလင်းရင်နဲ့ပုံပတ်ကျဲနေရလို့ဒေသခံပြည်သူတယောက်ကပြောပါတယ်။အခုပြထားတဲ့တပ်ပုံကတော့ဝက်လက်မြုပ်နဲ့ချိန်မကကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေကညအချိန်မှာမီးရှို့ဖျက်ဆီးနေတဲ့ပုံအဟောင်းပဲဖြစ်ပါရဲ့ရှင်။ ဆိုတော့ဘလောက်ထိရုံမှရိုင်းဆိုင်လဲဆိုတာကိုပြည်သူတွေလည်းသိရှိပြီးသားဖြစ်ပါတယ်ဆိုတော့နိုင်ငံတကာအသိအားကျမတို့အနေနဲ့ပို့ပြီးတော့ပြောနိုင်တော့ပြောပါတော့တိုင်းပေါ်မှာရှင်းနိုင်တော့ရှင်းခြင်းနဲ့အကူအညီပေးပါလို့ပြောချင်ပါတယ်ထပ်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ငွေပေးသင့်ခံရရတဲ့ပြည် အီးရပေါ့နော်ဒီမြို့ဝလူတွေရောနောက်ပြီးသွားလို့ရှိရင်စစ်တပ်ရဲ့အနေနဲ့ပေးချင်းခံရတဲ့မြို့ဝလူတွေရောမြန်မာနိုင်ငံတနိုင်ငံလုံးကလူတွေရောအဆဆအအင်းရဂရုစိုက်ဖို့နဲ့အဲတခုခုပေါ့နော်ကိုအနေကိုကိုကြည့်ရှာဖို့ပါချင်ပါတယ်ရှင်အားလုံးပဲဘေးကင်းလုံခြုံကြပါစေထပ်ပြီးတော့ပြပြချင်တာလေးကတော့မဟာကန္နာယုံဆရာတော်အရှင်ဇနကဘီဝင်သားရဲ့အဟောလေးပေါ့နော်ဆိုတော့ကာလဝိပတ္တိ ဆိုတာကမတရားတဲ့ရုံမာတဲ့ခေါင်းဆောင်တွေတိုင်းပြည်ကိုအုပ်စိုးတဲ့အချိန်ကာလကိုဆိုလိုတာလည်းဖြစ်ပါတယ်။တိုင်းပြည်ပြက်စီးခြင်းစစ်မှတ်ပြွားခြင်းတွေအားလည်းကာလဝိပတ်တွေမှာပါဝင်ပါတယ်။ဒီလိုကာလဝိပတ်တွေကိုကြုံတွေ့ရတဲ့အခါမှာအရင်ဘဝပြုခဲ့တဲ့မကောင်းမှုတွေကအကျိုးပေးဖို့အတွက်အခွင့်တာသွားတတ်ပါတယ်။လူအများစုဟာဆင်းရဲဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်ရပြီးတော့အစာရေစာငတ်မကြရပါတယ်။ကုသိုလ်ကံကြီးမားတဲ့သူတွေတောင်မှမိမိတို့ရဲ့ကုသိုလ်ကံအကျိုးပေးခြင်းမရဘဲနဲ့ အကုသိုလ်ကံရဲ့တန်ကိုခံကြရပါတယ်။ထွက်ပြေးရခြင်း၊ပုန်းရှောင်ရခြင်း၊စားကျင်တာမစားရခြင်း၊ချစ်ရတဲ့သူနဲ့ကွဲကွာရခြင်း၊မတည်တော့တဲ့ယောဂလေးတွေတောင်ကုသပေးမယ်၊ဆရာဝန်၊တင့်တော်တဲ့ဇေဝမရလို့အသက်ဆုံးရှုံးရတဲ့အထိဒုက္ခရင်နဲ့ရင်ဆိုင်ရပါတယ်။ဆိုတော့အခုကတော့ကာလဝိပတ္တိဆိုတဲ့အကြောင်းပေါ့နော်။ကျမတို့အခုကြုံတွေ့နေရတာကလည်းကာလဝိပတ္တိအကြောင်းနဲ့မှာပါပါတယ်။ဘာဖြစ်လို့လဲဆိုတော့မတရားတဲ့ယုံမာတဲ့ခေါင်းဆောင် တိုင်းပြည်ကိုအုပ်စိုးနေတဲ့အချိန်ကာလဖြစ်နေလို့ပါပဲဒီကာလကိုကြော်လွန်သွားမှကျမတို့မြန်မာပြည်သူပြည်သားတွေအနေနဲ့လည်းအကုန်လုံးဆင်းရဲဒုက္ခကိုဆင်းရဲစိတ်ဆင်းရဲခြင်းရနေပြီးတော့ကင်းဝေးမယ်လို့အကုန်လုံးကယုံကြည်ထားကြပါတယ်။ဆိုတော့ဒီကာလအမြန်ဆုံးကုန်လွန်သွားခြင်းပါတယ်။ဒီကာလအမြန်ဆုံးကုန်လွန်သွားအောင်လည်းအဆဆအရေရာအဆင်ပြေအောင်လည်းအမြန်ဆုတောင်းနေပါတယ်။ကျမတို့မြန်မာပြည်အမြန်ဆုံးဘေးကင်းလုံခြုံတဲ့အချိန်ရောက်ပါစေလို့ဆုတောင်းပါတယ်ရှင်။